အားလုံးပဲမင်္ဂလာပါများ။ကောင်းစက်သတင်းဒလာမှာပြန်လဲကြိုဆိုလိုက်ပါရခင်ဗျာ။ကုတင်ဆက်ပေးမယ်။ရုံသားမီတို့ဖိုင်လေးကတော့မြောင်မြာចောင်းသူလေးတွေတရားမျက်တမှုရရှိဖို့ကြိုးစားနေတဲ့မျိုးသားတွေရဲ့ရုံသားမီတို့ဖိုင်လေးကိုပြန်လဲမျှဝေပေးလိုက်ပါရခင်ဗျာ။ဒီမှာမျိုးသားကဘယ်လိုအကြောင်းနဲ့ပတ်သက်ပြီးကြိုးစားနေတယ်လဲဆိုတာကိုအားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာ။အားလုံးကိုလည်းကောင်းစက်သတင်းဌာနမှာအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ။ ဟယ်လိုညမစနေဒီအဖေခုနက7မိနစ်ရှိပါပြီကျွန်တော်တစ်ခါမှဒီချိန်မထားပါဘူးအခုတော့ထားပါပြီအခုတော့ထားနေရပြီအခုကျွန်တော်ရန်ကုန်ပြည်သူ့စေရုံရှိနေသွားတာညောင်မြကအကိုတယောက်ကဆက်ပြေလာတယ်ဒီကိစ္စတွေကို ူပြီးတယ်တဲ့ဖုန်းနဲ့မပေးတယ်ညာကျွန်တော်ကိုရှိမှာအဲကျွန်တော်မှတ်မှာဝင်ပေးတာကျွန်တော်အခုဆက်တွေ့လိုက်တယ်ညာတွင်ညက်ဆက်တွေ့ညာလည်းဖုန်းကင်တယ်အခုဒီကိုစီသွားနေတယ်အခုမှထွက်တော့ဆွေးပြီးသားအဲကျွန်တော်အိမ်ကနေပြီးတော့ဆွေးပြီးသားနေအဲဒီကိုနဲ့တော့တွေ့ပြီးလို့ရှိရင်ဒီကိုနဲ့ပြောတာဟိုဒီကိုကတိုင်းရိုက် အခုလိုမျိုးတင်ခွင့်လက်ခံနေဆိုရင်ကျွန်တော်တင်မယ်လက်မခံဘူးဆိုအကြောင်းဆုံးပြောပြီးတော့အကြောင်းဆုံးကျွန်တော်ပြောပြမယ်သိလားသမီးကျွန်တော်ကြားလားသမီးဟာအဲ့တော့ပြောမြောင်းမြောက်သွားဖို့အခုဒီကနေပြီးတော့ကျွန်တော်ရဲ့အတိအကျပြောလို့မဖြစ်ဘူးကျင်းနေသွားပြီသွားမှာအဲလှုပ်ရှားရှိတာအကုန်လှုပ်ပြီးသွားပြီ เนาะအခုတော့ကျွန်တော်ညောင်မြအကိုကြီးရှိတဲ့စီကိုသွားနေပြီเนาะကျန်တော်ကိုပြန်လာမှကျွန်တော်ထပ်ပြီးတော့ပြောပြပေးမယ်เนาะအားလုံးပဲမင်္ဂလာမနက်ခင်းလေးဖြစ်ပါကြဗျာဟယ်လိုအမျိုးတို့ရေအခုဆိုရင်တော့ညမဆန်းတော့ကြီးဆယ်နာရီ7မိနစ်ရှိပါပြီအဲ မျောင်းများကအကိုတယောက်နဲ့သွားတွေ့ပြီးပြန်လာပါပြီအကုန်လုံးတော့တထဲဝင်ဝင်မသိခဲ့ရပါဘူးကျွန်တော်ကြားသိခဲ့ရတယ်ကိုပြန်ပြီးတော့ပြောပြပေးတာနော်ကျူးနုံနဲ့ကလေးမလေးတွေကကိုရန်လို့ပြောပါတယ်အဲနေတဲ့ရက်ကလည်းသိခဲ့ရပါပြီအဲနင့်နာတဲ့သမီးလေးကတော့ခုနှစ်တန်းလို့ပြောပါတယ် အဲလေရလို့စားလဲတီးရပါဘီတခုရှိတာကကျူးလုံးနဲ့ကလေးမလေးတွေနာမည်တွေကိုတော့တော်တော်လေးခက်ခဲရှိတယ်စုံစမ်းရတာမြောင်မြောင်မျိုးဘဝကူညီပေးနေတဲ့အကိုတယောက်ကျွန်တော်ကိုရားတဲ့အချက်လက်လေးလမ်းပို့ပေးနေတော့ကြောက်ဟောပါ အဲရိုက်ခံရတဲ့ကလေးမလေးရဲ့မိဘတွေကအဲမျောင်းမြမှာမရှိကြဘူးဗျတချို့ကကျတော့သူ family ဟိုပါစင်တဲ့ family လေးတွေဖြစ်နေလို့ပြောလို့မရတဲ့အားကြီးတွေပါတယ်အဲ့တော့မပြောတော့ဘူးလေအခုကျွန်တော်ပြန်လာပြီဒီနေ့ကျွန်တော်ထက်တည်ရတဲ့ဟာဒီထက်တင်မျိုးမယ် ဟောဒါကြောင့်ဆက်တယ်လို့ပြီးတော့ကျွန်တော်ပြောပြပေးနေတာရရင်ရတဲ့အားလေးတွေကျွန်တော်လှမ်းပြောပြပေးနေတာဟိုတကယ်ရိုက်ခိုင်းတဲ့ခလီမလေးကတကယ်စိတ်မောနေရဗျတကယ်စိတ်မောကြပဲအခုကျွန်တော်ပြန်လာပြီအဲကျွန်တော်အိမ်ရောက်တော့မှပဲအကျိုးအကြောင်း ကာကနနာကျွန်တော်ပြန်တင်ပေးမယ်အဲကျွန်တော်ဖုန်းထဲမှာ message ထဲမှာကျွန်တော်ရေးထားတာဆိုတော့နေရာလိစာတွေပါတွေကကျွန်တော်ခုဗီဒီယိုလုပ်နေတော့ဗီဒီယိုတင်နေတော့ကျွန်တော်ဟာအလွတ်မေးအလွတ်မမဗီဒီယိုကတော့ရေးလာရေးပြီးမှလာတာကျွန်တော်အဲကျွန်တော်အိမ်တယောက်တော့မှဟိုချန်နယ်လေးတစ်ခုကိုကျွန်တော်ထပ်ပြီးတော့ပြောပြအောင်မယ်နော်အဲလက်ရှိတော့တော့ပါပဲလို့နော်